ရှာရီပစ်ခတ်တိုက်ခိုက်မှုရဲစေးရီကာလာကိုမေ31ရက်အထိထပ်မံတိုးမြင့်လိုက်ကြောင်းဒီကနေ့မေလ6ရက်မှာတပ်မတော်ကောက်ွဲဦးစီးချုပ်ရုံကထုတ်ပြန်ပါတယ်။မလ28ရက်ကဖြစ်ပေါ်ခဲ့တဲ့အင်အားပြင်းမန္တလေးငလင်းလှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ငလင်းတန်တဲ့ဒေသတွေမှာကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထရော်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်စေဖို့ရည်ရွယ်ပြီးတပ်မတော်အနေနဲ့2025ခုနှစ်ဧပြီလ2ရက်ကနေ30ရက်အထိကာလကိုယာယီပြက်ခတ်တိုက်ခိုက်မှုရဲစဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ပါတယ်။ လက်ရှိကာလမှာလည်းနိုင်ငံတော်အစိုးရအနေနဲ့ငလင်တန်သည့်ဒေတာတွေမှာထိခိုက်ပျက်စီးခဲ့ရတဲ့အစိုးရရုံးဌာနတွေပြည်သူတွေရဲ့အိုးအိမ်နဲ့လမ်းပန်းဆက်သွယ်မှုလုပ်ငန်းတွေပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွေနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်လျက်ရှိပြီးနိုင်ငံတကာကနေလည်းကူညီမှုတွေကိုဆောင်ရွက်ပေးလျက်ရှိကြောင်းထုတ်ပြန်ပါတယ်။ဒါကြောင့်နိုင်ငံတော်အနေနဲ့ငလင်တန်သည့်ဒေတာတွေမှာပြည်လဲတည်ဆောက်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်နိုင်စေဖို့နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုပုံမလိမြတ်စွာဖော်ဆောင်နိုင်ဖို့ ရေရှည်တည်ရန်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေဖို့နဲ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုပြီးတက်မတော်အနေနဲ့2025ခုနှစ်မေ6ရက်ကနေ31ရက်အထိကာလကိုယာယီပြခတ်တိုက်ခိုက်မှုရေဆဲရေးကာလအဖြစ်ထပ်မံတိုးမြှင့်လိုက်ကြောင်းထုတ်ပြန်ပါတယ်။ ယာယီပြစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့တခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့အများပြည်သူသွာလာအသုံးပြုလျက်ရှိတဲ့ဆက်သွေးလမ်းကြောင်းတွေကိုနှောက်ယှက်တိုက်ခိုက်တာနဲ့ထိခိုက်ပျက်စီးစေတာပြည်သူလူထုရဲ့အသက်အဝေးစီးဆင်းကိုထိခိုက်ပျက်စီးစေတာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေကိုတိုက်ခိုက်တာ တပ်ဌာနချုပ်တွေကိုနှောက်ယှက်တိုက်ခိုက်တာတွေငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမဲ့အင်အားစုဆောင်တာပြင်ဆင်စုဖွဲ့တာနေမြေချေထွေတာတွေကို မပြုတ်လုပ်ဖို့နဲ့အဲ့လိုဆောင်ရွက်လာပါကတမတော်နေနဲ့ပြည်သူလူထုကိုကာကွယ်တဲ့အနေနဲ့လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေကိုဆောင်ရွက်သွားမယ်လို့တမတော်ကာကွယ်ဦးစီးချုပ်ရုံကထုတ်ပြန်ပါတယ်။